ဝိနည်းစကားအရာတစ်ခုပြောရမယ်ဆိုလို့ရှင်ဘုန်းကြီးတွေမှန်မကြည့်ရဘူးမှန်မကြည့်ရဘူးတဲ့ဒါပြင်လုံးဝမကြည့်ကောင်းဘူးလားဘုန်းကြီးเจ้าမှာမှန်နေတွေ့နေတယ်မကြည့်ကောင်းဘူးလားလို့ဆိုတော့အကျိုးဖြစ်တဲ့ခြေနီးကနဲ့ခြေကောင်းတယ်တဲ့မှန်ကြည့်ပြီးတော့လှမလှဒီလိုမတွေးရဘူးတဲ့မှန်ကြည့်ပြီးတော့မျက်နှာမှာဘာရှိတယ်ဘာရှိတယ်ဒီလိုဟာတွေယောဂဝေဒနာတို့ မှန်ကိုကြည့်ပြီးတော့ဟောလာမျက်နှာမှာဒဏ်ရာရှိတယ်မရှိဘူးတခုညစ်ပေးနေတာရှိတယ်မရှိဘူးချစ်လို့ရမှန်ကြည့်ပြီးတဲ့အခါအော်ငါအိုးလာပါလားအရင်တော့ပရေမတွတ်မခုပရေတွေတော့လာပါလားဒီလိုတော့တွေးလို့ရတယ်တဲ့ဒါကကောင်းတဲ့ဘက်ကိုဦးလှဲ့တာမြတ်စွာဘုရားတရားဟာဘယ်တော့မှတစ်ဖက်သက်တစ်ထစ်ချက်မပြောဘူးကျိုးရှိမရှိအမြဲတမ်း analyze လုပ်တယ်ဘုရားဒါကိုပြောတာဝိပစ္စဝါဒီဆိုတာဘုရားကလုံးမရိုက်ဘူးဘယ်တော့ဖြစ်ဖြစ် အကျိုးရှိတဲ့ကိစ္စဆိုရင်ခွင့်ပြုတယ်အကျိုးမရှိတဲ့ကိစ္စဆိုမလုပ်နဲ့မှန်ကြည့်ပြီးတော့ကိုယ့်ကိုယ်ကိုตายရတယ်ဆိုတာမလုပ်သင့်ဘူးဘာဖြစ်လို့လောဘတိုးလို့မှန်ကြည့်ပြီးတော့အော်ငါအိုးလာပါလားရတယ်အဲ့လိုကြည့်အဲ့လိုနေနဲ့ကြည့်လို့ရတယ်သွားမှာတစ်ခုဖြစ်နေလို့ကြည့်ရင်ရတယ်နော်ယောဂဝေဒနာနဲ့ပတ်သက်ပြီးတော့ကြည့်လို့ရတယ်ဒါမို့လို့ဝီနိစိကံမှာ အနာပတ္တိဘိခွေအာပါဒပစ္စယလေအနာယောဂဆိုတဲ့အကြောင်းနဲ့ဆိုရင်မှန်ကြည့်ကောင်းတယ်လို့ဒီလိုဆိုတာဒါမို့ဘုန်းကြီးကြောင်းမှာမှန်နေရှိနေတာနော်ဟုတ်ပါဗျာဟိုဘိကလိမ့်မို့တော့မကြည့်ရဘူးလို့လူလူပြောတာတဏ္ဍာခလိမ့်မို့တော့မကြည့်ရဘူးဒါဆိုလောဘဖြစ်စေတာဟုတ်သူက